မျိုးစီတော်မကောင်းတိုင်းမဖြစ်ထွန်းတာမဟုတ်ကြောင်းတက်တည်ပြခဲ့တဲ့ထိုင်းလူငယ်ပေါ်လုံးအတင်းပြည်သူများလုံးပဲမင်္ဂလာပါများမွန်ချောင်ဝိထရာကျောင်းပေါ်လုံးအတင်းကိုထိုင်းစမတ်ဘတ်ကနေဘတ်၄တဲ့မှ၅တန်းတန်ကျေးရှိတဲ့ဘတ်ကားကြီးတစ်စီးစုကြီးမြင့်လိုက်တယ်လို့သိရပါတယ်မွန်ချောင်ဝိထရာကျောင်းကထိုင်းနိုင်ငံချက်ချွန်စောပြည်နယ်ကကြီးလက်ဒေသမှာရှိတဲ့ကျောင်းသား923ယောက်ပဲရှိတဲ့ကျောင်းငယ်လေးတစ်ကျောင်းဖြစ်ပါတယ်အဲဒီကျောင်းလေးကတာမန်ကျေးလက်ကျောင်းတစ်ကျောင်းအနေနဲ့ဘယ်သူကမှသိမသိခဲ့ပေမဲ့ 7HD Champion Cup လို့ခေါ်တဲ့ ကျောင်းသား9ယောက်ဘောလုံးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ရင်လည်းနိုင်ငံတော်ဝင်မှလူတီများလာခဲ့တာပါဒီသင်းလေးရဲ့နာမည်ကြီးလာရတဲ့အဓိကအကြောင်းရင်းကတော့သူတို့ရဲ့ The Dream Bus လို့နာမည်ပေးထားတဲ့ယာဉ်စည်းကြောင်းဖြစ်ပါတယ်ဒီရင်ကသက်တမ်း240ရှိပြီဖြစ်တဲ့ပုံစံခင်းနောက်ကြတဲ့ Sound Through Call ပိတ်ကားတက်ထားတဲ့ပိတ်ကက်ကားကြီးတစီဖြစ်ပြီးတော့ဒီကားနဲ့ပဲဆရာကြီးစာကွန်ကလီယန်ဘရာဆက်ကကလေးတွေကိုတနိုင်ငံလုံးမှာကျင်းပတဲ့ပြိုင်ပွဲတွေကိုသူကျောင်းသားတွေကိုတည်ယူပို့ဆောင်ပေးကြတာဖြစ်ပါတယ်။ဂျေးလက်ကျောင်းငယ်လေးဖြစ်တဲ့မွန်ထောင်ဝိစရာအတင်ကသူတို့ရဲ့ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ 7HD Champion Cup 2025ပြိုင်ပွဲမှာမျှော်လင့်မထားတဲ့အောင်မြင်မှုတွေရရှိခဲ့ပါတယ်။အဲဒီဂျေးလက်ကျောင်းငယ်လေးဟာနာမည်ကြီးတိတ်စီရင်ကျောင်း Ascension College 3 Racha နဲ့ Ascension College Tonburi ပါဝင် ထိုင်းနိုင်ငံရဲ့ဩဇာကြီးမားတဲ့အကြောင်းတွေကိုပြိုင်ပွဲအဆင့်ဆင့်တိုင်းမှာတောက်လျှောက်အနိုင်ယူကျော်ဖြတ်ပြီးတော့ဘန်ကောက်မြို့စူဖာချလစ်ဆိုင်အားကစားကွင်းမှာကျင်းပခဲ့တဲ့ဗိုလ်တွေထိရောက်ရှိခဲ့တာပါဗိုလ်တွေကိုလူပေါင်း2000ကျော်တက်ရောက်ကြည့်ရှုခဲ့ကြပြီးတော့အွန်လိုင်းကနေကြည့်ရှုသူပေါင်းကတန်း40ကျော်ရှိခဲ့ကြတယ်လို့သိရပါတယ်ဗိုလ်တွေမှာ China PAO အကြောင်းကို2-1နဲ့ရှုံးနိမ့်ခဲ့ပေမဲ့ဒီကျဲလက်အကြောင်းငယ်လေးကထိုင်းနိုင်ငံသားတွေရဲ့နှလုံးသားကိုအနိုင်ယူနိုင်ခဲ့ပါတယ် ထွေသပြင်းတော့တက်တန်းကြာနေပြီဖြစ်တဲ့ပစ်ကက်ကားလေးနဲ့တွာလာနေရတဲ့သူရဲ့ပုံရိပ်ကိုထိုင်းနိုင်ငံတစ်ဝက်လုံးကသတိပြုမိခဲ့ကြတာပါမွန်ထောင်ဝိထရာကျောင်းအတင်းလေးရဲ့ဇလန်းကိုကြားသိရပြီးတဲ့နောက်ထိုင်း Simple Bus TSB ကုမ္ပဏီကကျောင်းလေးကိုလျှက်စစ်ဘတ်ကားအသစ်တစ်စီးလူဒန်းခဲ့တယ်လို့သိရပါတယ်ကုမ္ပဏီရဲ့အကြီးအကဲကေပွန်ဘတ်ဝမ်မာဂျာရာပင်ယာကအတင်းသားရိုင်းနဲ့ဆရာကြီးကြားကအစီချင်းတွေ့ထွေးမှုကိုမြင်ရတဲ့အတင်းလေးရဲ့ခီးစဉ်ကစေစုံမှုဖြစ်စေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်ဒီဘတ်ကားအသစ်ဟာ ကျောင်းသားတွေပြိုင်ပွဲသွားရောက်ရှင်ပြိုင်ရမှာဒါမကသွာလာလို့ရှားနိုင်တဲ့ရွှေရှားစာသင်ကန်းဖြစ်လေအသုံးပြုသွားမှာဖြစ်ပြီးတော့ကျောင်းသားတွေအားလုံးအတွက်တင်ယမှုခွင့်လန်းတွေပုံမရရှိစေမှာဖြစ်ပါတယ်။ဘတ်စကာလူတန်းမှုပြင်မွန်ထောင်ဝိထရာကျောင်းလေးကအခြားသောဖွဲ့စည်းတွေကနေလည်းထောက်ပံ့မှုတွေရရှိခဲ့ပါသေးတယ်။ထမန်နဲ့ပရော့ဘောအသင်းကနေဘတ်အသိန်းခွဲတန်ဖိုးရှိတဲ့ပညာသင်ဆုနဲ့ဘောလုံး၁၀လုံးချီးမြှင့်ခံခဲ့ရပါတယ်။ The Nation Group ကလည်းအသင်းလေးကိုဂုဏ်ပြုပညာသင်ဆုချီးမြှင့်ခဲ့ပါတယ်။ ထိုင်းဆိုရကလည်းကျောင်းရဲ့ပျက်စီးနေတဲ့ဓာတ်ခွဲကံပြင်ဆင်ဖို့ဗတ်တရသမ၈တန်းလိုအပ်တဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့နဲ့ဘောလုံးကွင်းတစ်ခုတည်ဆောက်ဖို့ကတိပေးခဲ့ပါတယ်။ဒီအတွက်ဇေယိတ်ကဗတ်တရသမ၈တန်းထိကြာတင်နိုင်မှာဖြစ်ပြီးတော့မွန်ထောင်ဝီထရာလိုစီးရန်နွမ်းပါတဲ့ကျေးလက်ဒေသကကျောင်းလေးအတွက်ဘယ်လိုမှမတက်နိုင်တဲ့ပမာဏလည်းဖြစ်ပြီးဒီလောက်ထိများပြားလာတဲ့ဘတ်ဂျက်ကိုသူတို့အတွက်တစ်ခါရေးကြာလာဖို့ဆိုတာမလွယ်ကူလှပါဘူး။ဒါပဲကျောင်းပေါ်လုံးတင်လေးရဲ့ကြိုးစားမှုကြောင့်အခုဆိုရင်တော့တို့တွေရဲ့ပညာကြီးကမျောလင်းချက်ရောင်းနေလေးတွေတန်းလာခဲ့ပြီလို့ဆိုရမှာပါ ရှေးလျှောက်မှာသူတို့ကိုလူတွေကပို့ပြီးတည်ထားလာကြတော့မှဖြစ်ပြီးတော့သူတို့အနေနဲ့လူမျိုးလူတွေကဂီရုဆိုင်နဲ့စောင့်ကြည့်တတ်ကြတဲ့မျိုးလုံးတွေအောက်ကနေဖိအားတွေကိုကြောဖြတ်နိုင်မယ်ဆိုရင်တော့သူတို့ရဲ့မစ်ရှင်တွေကိုအသက်သွင်းလာနိုင်မှာလည်းဖြစ်ပါပြီ။မွန်ထောင်ဝိထရာအကြောင်းပေါ်လုံးအတင်းလေးရဲ့ခီးစဉ်ကအာကစားတစ်ခုရဲ့အောင်မြင်မှုထက်ပိုပါရီဒါကစိတ်အားထက်သန်မှုဂျိုးပန်အားထုတ်မှုနဲ့စီးလုံးညီညွတ်မှုရဲ့အင်အားကိုပြသခဲ့တဲ့ရင်သက်ရှုမောပွေရာဇလန်တဲ့ပုံလည်းဖြစ်ခဲ့ကြပါမှာခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။